အမေဇုန်တိတော်ထဲကဝါအိုရန်နီလူမျိုးစုတွေဟာရေနံကုမ္ပဏီတွေက သူတို့ရဲ့ဘိုးဘွားပိုင်နေမိတဲ့ကို ရေနံတူးဖို့ကိုကြိုးပမ်းခဲ့ကအားလုံးစုပေါင်းပြီးသူတို့ရဲ့တိတော်တွေမြေချောင်းတွေနဲ့ဘဝနေထိုင်မှုပုံစံကိုကာကွယ်ဖို့အတွက်တရားရုံးမှာပြန်လည်တိုက်ပွဲဝင်ခဲ့ပါတယ်။အခက်ခဲပေါင်းစုံကြားကနေသူတို့ဟာအနားရခဲ့ပြီးဒီတရားစီရင်ချက်ကြောင့်ရေနံထုတ်ယူမှုကိုတားဆီးလိုက်နိုင်ကသူတို့ရဲ့မိယာတွေကို နောင်လာပြည့်မျိုးဆက်တွေအတွက်ပါထိမ့်သိမ်းဆောင်ရှောက်နိုင်ခဲ့ပါတယ်။ဝါဝရဏီတွေအတွက်တော့ဒါဟာတရားဝင်အနိုင်ရမှုတသက်မဟုတ်ပေ။သူတို့ရဲ့ယဉ်ကျေးမှုနဲ့တဘာဝပတ်ဝန်းကျင်ကိုရောင်းစားလို့မရနိုင်ဘူးလို့ကြေညာလိုက်ခြင်းလည်းဖြစ်ပါတယ်။ဝါဝရဏီတို့ရဲ့ဒီတရားရေးတိုက်ပွဲဟာ Waorani territory is not for sale ဆိုတဲ့လှူရှားမှုနဲ့အတူကဘာတဝန်းထောက်ခံမှုရခဲ့ပြီးဇီဝပုံစဲဆောင်မျိုးကွဲတွေအများဆုံးရှိတဲ့အမေဇွန်တစ်တော်ကို ကာဝေဖို့အတွက်တိုင်းရင်းသားလူမျိုးစုတွေရဲ့စီမံခန့်ခွဲမှုဟာအဓိကအကျက်တယ်ဆိုတာကိုကဘာကိုသိစေခဲ့ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့ like and follow လုပ်ပြီးအားပေးခဲ့ကြပါအောင်နော်။အားလုံးပဲအဆင်ပြေကြပါစေ။